ဘဝမှာတကယ်ကောင်းကျင်ပြီတန်ဖိုးရှိတဲ့အဖို့ထိုက်တန်တဲ့ကိုကိုကိုစစ်မှန်တဲ့ကျင့်သက်မှုရပြီးတော့ဘဝမှာတကယ်ကိုပဲလူဖြစ်ကျွတ်နေတယ်ဆိုတဲ့ခံစားချက်မျိုးရဖို့အတွက်နေသွားခြင်းနဲ့ဆိုရင်ပထမပြည့်စုံရမယ့်အင်္ဂါရက်ဘုရားဟောဒေသနာတွေကိုအများကြီးနာယူရမယ်။သိအောင်လုပ်ရမယ်၊မြင်အောင်လုပ်ရမယ်၊နားမလည်ရင်မေးရမယ်။ဒီဒေသနာတွေထဲမှာ ကိုယ့်ရဲ့ဘဝကို မြုပ်နှံထားတဲ့ကိုယ့်ရဲ့စိတ်ကိုဒီထဲမှာကြက်စားတဲ့မကြခဏ။ဟုတ်လား။အများကြီးသိအောင်လုပ်ရမယ်။ တကယ်တမ်းကအုံတော့ဟာလိုချင်လိုချင်စိတ်ရချင်သိရှိမယ်ဆိုရင်ဘုရားဟောဒေသနာတွေအများကြီးကိုသိနိုင်တယ်နော်ဟိုတုန်းကငငယ်ရတင်ခဲ့ရရှိရလေဥကျဲဘွေးဆိုတာကြားဝတယ်မဟုတ်လားစာမတင်ပေမတင်နဲ့နေလာတာဟိုတုန်းကတပူစားတယ်ဆိုတာဘုန်းတော်ငငယ်ရလည်းပဲရွာเจ้าနေတော့ဘုန်းကြီးကရှေးဘုန်းကြီးဆိုတော့အဲ့ဒီယဉ်ကျေးမှုလေးတွေရှိတယ်သွားလိုက်တန်ဆိုတာဘုန်းတော်ငယ်တုန်းကတောစီမှာရှိတာမဟုတ်ဘူး ဟုတ်လားသွားလိုက်တန်းနဲ့တိုက်ခဲ့ရဘူးတာမဟုတ်ဘူးအိုမေဂါနဲ့တိုက်တန်းနဲ့စာနဲ့တိုက်တန်းနဲ့ဟုတ်လားအဲ့တော့တမာသားကသွားသွားကောင်းတယ်အဲ့ဒီတမာသားကိုသူကဒီလက်သန်းလိုဟာမျိုးလေးကိုသုံးလေးလက်မလောက်လှုပ်တယ်ထိတ်ကချွန်ချွန်လေးချွန်ထားတယ်နောက်ကဖင်လေးကိုထုထားတယ်ထိတ်ကအချွန်လေးကသွားကြထိုးရမယ်နောက်ကထုထားတာလေးကသွားဖို့ပွတ်တယ်အဲ့ဒါကိုတဘူလို့ခေါ်တယ်ဟုတ်လားအဲ့ဒါဥကျဖို့ရအဲ့ဒီတဘူကတရက်ကိုတစ်ချောင်းပေါ်လှုပ်နေစွန်းစားပြီးအဲ့ဒီတဘူထိုးသုံးပြီးအောက်ကိုပြက်အောက်ကိုပြက် တရက်နှစ်ရက်တလတနှစ်နှစ်နှစ်ကြားလာတော့အဲ့ဒီတပူပုံကြီးကအကြီးဖြစ်တယ်အဲ့ဒါကြီးကြည့်ပြီးတော့ဥကျဘွေးကတရားတော့စမိဆက်ရတယ်ဖြစ်တော့မလဲအဲ့ဒီတပူပုံကြီးကြည့်ပြီးတော့ဩကြည်သာတရက်ကိုတပူတစ်ချောင်းစားလာတပူတောင်ပိုးလောက်ရှိနေကြည်ငါတရက်ကိုတပူတစ်ထောက်လောက်သာစားကြက်မယ်ဆိုရင်ငါစကဲကိုစားထပ်ပေးတဲ့ကြီးဖြစ်နေမှာကုန်ခဲ့တဲ့ချိန်တွေကိုနှမျောတာအဲ့တော့အသက်က60ရှိတယ်တကယ်မကြီးတွေစိတ်ရမကြအောင်ပြောတာဟုတ်လား ဒေသနာတွေကိုအများကြီးစုဆောင်းမယ်ဆိုရင်အချိန်မီသေးတယ်လို့ပြောတာဘုံဘုံကဟုတ်လားအဲ့ဒါနဲ့နန်းတွင်းဝင် ပြီးတော့မလုပ်တာတော့ကန့်ကူဇံအလှခန္ဓာစားသင်မလို့အသက်60ကျော်မှစားသင်မလို့ကန့်ကူဇံလှခန္ဓာအဲ့တော့ဘယင်ကပါတော့ပြက်ရဲ့ပြူတယ်ဂျပွေးရမှအတက်ပေါက်ချင်ပေါက်ဂျပွေးဆိုတော့ငရုတ်ဆုံထောင်းတယ်ဘလို့တက်ပေါက်မလို့ဟုတ်လားဂျပွေးရမှအတက်ပေါက်ချင်ပေါက်လိုက်အောင်မလို့စားတက်မလို့ပြောအဲ့ဒါကိုသူကြားမခံနိုင်ဘူးအစားသင်တာ တရက်ကိုတဘူးတစ်ထောက်တော့ဟုတ်ဟန်မတူတကယ်ကိုစူးစမ်းပန်းစားလှုပ်ဟန်တူတယ်အဲ့ဒါတော်တော်ကြီးသွားတော့သူဘုံဘုံထင်ပါလေ10နှစ်ကျော်လောက်ရောက်ချင်းလဲရောက်မှာပေါ့တကယ်ကိုစာရပေတဲ့ဖြစ်တယ်အဲ့ဒါစာရပေတဲ့ဖြစ်တဲ့အခါကျတော့အဲ့ဒီဂျက်ဝေးကိုတစ်ခတ်တည့်ရလေးတွေချီပြီးတော့နန်းတော်သွားတယ်ဘယင်ကြီးဂျက်ဝေးကအထက်ပေါက်ပြီးပါနော်အဲ့ဒါဘယင်ကြီးကတကယ်လားပေါ့နော်ဘယင်ရှိတော့ရဲဝန်းလာဆိုအဲ့ဒါနဲ့စာရပေတဲ့ကျန်းကန်တက်တဲ့ဆရာတော်ကြီးတွေကိုစစ်ဆေးခိုင်းတာ ဟာမေးမယ်လို့ဟိုကအဟံလို့ချောင်းဆိုတာရှိသေးအဟံဆိုတာဘာဆိုတော့စာတခါတည်းသူကအဲစာတဘောတွေပြောတော့အဲ့လောက်ထိသူကတတ်တယ်ပေါ့နော်ဘုံဘုံပြောနေတာပါတော့ဘဝမှာမြတ်စွာဘုရားရဲ့အစုံမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းထိတွေ့ပေးရတယ်နော်တရားနာမှုကိုအချိန်ယူပြီးတော့လုံးတဲ့နေလို့ဘုံဘဝထင်နော်ဆိုကြပါစို့မနေ့တစ်ချိန်ညတစ်ချိန်တရားမှတ်တယ်ဆိုတာမျိုးလို့ပေါ့ ဟုတ်လားတရက်ကိုတရားတစ်ပုဒ်တရားတစ်ပုဒ်နာမယ်သုံးမုံနှစ်ပုဒ်နာမယ်သုံးမုံဘယ်စာအုပ်ကိုငါတလကိုအပြီးဖတ်မယ်အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ဘုဖို့တို့တွေဟာမြတ်စွာဘုရားအစိုးမတွေနဲ့စိတ်ကိုမလုပ်ပြရမလို့မကင်းကွာစေရဘူးနော်မိဝေချိတ်ပါဆိုတဲ့စကားရှိတယ်။နော်ဒေသနာတော်တွေနဲ့အတွေ့များနေတဲ့စိတ်နဲ့အတွေ့မများကင်းကွာနေတဲ့စိတ်နဲ့ဘယ်နည်းနဲ့မှမတူဘူး။ဒါဘုဖို့ကကိုယ်တွေကိုပြောပြတာ။နော်စာလေးပေးလေးဖတ်ပြီးတော့တရားလေး ါတရားကျင့်တာမဟုတ်ဘူးเนาะမြတ်စွာဘုရားဆုံးမတာကိုလေးလာနေတာနာယူနေတာဘုရားပုံမှာယုံကြည်မှုကတော့အပြည့်ဝရှိတာပေါ့ဟုတ်လားဒါအလွန်ကောင်းမွန်တဲ့ဆုံးမတွေတခါတလေကြာတော့လည်းပဲ तू တရားနာရင်စပေဖတ်ရှင်ရင်းနဲ့အဆုံးမကိုလိုက်နာပြီးသားဖြစ်နေဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့စိတ်ကကောင်းဖို့အတွက်အရန်သင်းဖြစ်တယ်တခါတလေ तू ကကောင်းကိုကောင်းနေတယ်နော်ဒီတရားနာလို့စဖတ်လို့ရရှိတဲ့အကျိုးကျေးဇူးကဘယ်လိုမှပြောလို့ မကုံနိုင်ဘူးဟုတ်လားဘလို့ဆက်ပြီးတော့ကိုနေမယ်ဘလို့တွေးမယ်ဘလို့ပြောမယ်ဘာလုပ်မယ်အည်သူရအကုန်မြင့်တာဟုတ်လားဒါကြောင့်ငငယ်ကဥဖေမြင့်စာဥတော်ဘုံဘုံဖန်အုံနောက်တင်ယင်းနီးမြုံနှံခြင်းဘယ်မှာယင်းနီးမြုံနှံတာအုံနောက်မှာမြုံနှံထားတာဟုတ်လားအလွန်ကြိုက်တယ်ဘုံဘွားအဲ့ဒီစကလုံးကိုမျက်စိနဲ့မြင်ရတာမဟုတ်ဘူးဒီယင်းနီးဟာဟုတ်လားဒါပေမဲ့စာဖတ်တဲ့လူစာမဖတ်တဲ့လူတူးကိုမတူဘူး တရားနာတဲ့လူမနာတဲ့လူသူ့ကိုမတူဘူးသူ့ရဲ့အရည်အသွေးဟာတရိပ်ရိပ်နဲ့ဘာဖြစ်နေတော့မြင့်နေတာမြင့်နေတာဟုတ်လားဒါကြောင့်အစသာရာရာဘုန်းဘုန်းတို့တွေအရည်အသွေးမြင့်မားနေတယ်ဆိုလို့ရှိရင်အဲ့ဒီဟာနံပါတ်1လှမ်းရမယ်ခြေလှမ်းမယ်ဟုတ်လားဒါကြောင့်ဘဝမှာငါဘလို့နေသွားမှာလဲလို့သူများကိုပြောနေဖို့မဟုတ်တော့ကိုယ့်အကိုဆုံးဖြတ်ချက်ချပြီးတော့ရည်ရွယ်ချက်ချပြီးတော့နေဖို့ပြောတာဟုတ်လားဒေသနာတွေကိုငါအများကြီးသိရမယ်အခုတကယ်သိကျင်တယ်ဆိုလို့ရှိရင်လွယ်တာပဲလေ ပြီးတကသုံးပုံမြန်မာလိုရေးထားတာတချို့အဲ့ဒီစာအုပ်တွေရှိရှိတယ်လို့တောင်မှသိချင်မှသိမှာနော်ကြားလာပြီးရေးထားတာဟုတ်လားအများကြီးရှိတယ်ကိုလေ့လာခြင်းလို့ရှင်လွယ်လွယ်လေးရဟုတ်လားခုခေတ်ပိုးပြီးတော့တောင်လွယ်သေးတယ်ဘာကြုပ်ဆိုတော့ဘုရားကြီးဟောထားတဲ့နော်တရားတွေဆိုစီးရီးလိုက်ရှိတယ်အလွန်ကောင်းတယ်ဟုတ်လားလောကသားတို့အတွက်မြတ်ဗုဒ္ဓကြီးကြိုးပမ်းချက်ဆိုအဲ့ဗုဒ္ဓဝင်ကြီးပဲဘုရားရဲ့ဖြစ်တော်စဉ်ကြီးပဲ ဲ့ဒါဆရာတော်ဘုရားကြီးရဲ့ဘဝတသက်တာလေ့လာခဲ့သမျှသူနားလည်ထားသမျှအိတ်သွန်ဖာမောက်ပြောထားတာတကယ့်ပညာရှင်အဆင့်အဲ့ဒါတွေကိုတရက်တစ်ပုတ်နာတရက်နှစ်ပုတ်နာ သုံးလေးလနဲ့အုံနောက်ကအည်သွေးရအရန်မြင့်သွားမှာလောက်ရတယ်ဟုတ်လားဒါကြောင့်နံပါတ်1ပြည့်စုံရမယ့်အည်သွေးကိုအဲ့ဒါသူတခုတည်းပြောနေရင်လည်းတရားထဏာကြီးကြားသွားလိမ့်မယ်ဟုတ်လားเนาะတရားနာဖို့အရေးကြီးတဲ့အကြောင်းကိုပြောတာပါမြတ်စွာဘုရားရဲ့အစိုးမတွေနဲ့ကိုယ့်ရဲ့စိတ်ကို နေတိုင်းဘာလို့ပြရမလို့ထိတွေ့ပြရမယ်ဟုတ်လားအဆုံးမရဲ့အရေးအောက်မှာပဲကိုယ်စိတ်ကလေးကိုထားရမယ်အဲ့ဒါမှမမှားပါနော်မမှားရုံမကောက်ဘူးမှန်ပါနော်ပြီးရင်ဘာဖြစ်သွားမလို့လမ်းကြောင်းတွေတဲပြီးတော့အရေးအသွေးကမြင့်သွားမှာအဲ့ဒီလိုသွားမှာ